္ဂလာပါကျန်စံပါမီချန်နယ်ကနေပြပြနေကြိုးဆိုပါရယ်အခုပြပြချင်းတဲ့အကြောင်းကတော့ကျွန်တော်တို့ဒီမတ်ပုတ်ဝဲတဲ့အခါကြရင်ပေါ့နော်ကျွန်တော်တို့ဒီဘေးအားကိုစက်ကမလဲပြီးတော့ကျွန်တော်တို့ဒီမတ်ပုတ်ပရို2019က2025မှာ300သိရအဆင်ပြေရလားဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်အခုပြပြပေးချင်ပါတယ်ဟုတ်ပြီအဲ့တော့ပထမအဦးဆုံးကျွန်တော်စကန်ဝင်မယ်ဆိုရင်တော့ပထမအဦးဆုံးကျွန်တော်စက်ကမှာတော့အဓိက body connection ကိုကျွန်တော်တို့စက်ကမှာပေါ့နော်ဟုတ်ပြီအဲ့တော့ body connection ဆိုတာကကျွန်တော်တို့ဥပမာပေါ့နော်ဒီကျွန်တော်တို့ body မှာထိခိုက်ရှာတာတွေကိုကလက်ခံနိုင်လားလက်မခံနိုင်လားဆိုတဲ့ဟာကိုအသေးစိတ်အရင်ကျွန်တော်တို့ ီ body ကိုအရင်ကြည့်ရမယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ကြည့်တဲ့ခါမှာကျွန်တော်ဒီတောင်စုံတွေမှာကျွန်တော်ပြုတ်ချထားတာဘာညာရှိတယ်ပေါ့နော်ဒါပေမဲ့မဟုတ်တည်းပြုတ်ချထားတဲ့ဘာညာဆိုတော့အဲတိတ်ပြီးပြဿနာတော့မရှိဘူး display ကိုပဲပြုတ်ချထားရဲဆိုရင်တော့အဓိကစက်ကဘာကြောင့်လဲဆိုတော့ချို့နေရာတွေမှာဆိုရင်ကျွန်တော်ဒီဒီဘက်တောင်းနေဒီဘက်တောင်းမှာပိတ်ညာရှိရပေါ့နော်အဲ့တော့အဲ့ဒါတွေကိုကလက်ခံနေတယ်ဆိုရင်တော့ရှိလို့ရတယ်အဲ့တော့ကျွန်တော်မဟုတ်တည်းမဟုတ် air တွေမှာအကုန်လုံးကကျွန်တော်ဒီဒီ aluminum frame frame နဲ့ပဲလာတာဖြစ်တဲ့အတွက်ကျွန်တော်ဒီ core တွေဘာတွေမဟုတ်တဲ့အတွက်ကျွန်တော်တို့ဒီဒီပေါ့နော် ထိကရှာနိုင်ပါတယ်ဆိုရင်ပို့ပြီးတော့ခံတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီအပေါက်တွေပါဆိုရင်ကျွန်တော်တို့ဒီမှာ earphone အပေါက်တစ်ပေါက်ပါမယ်ဒါကတော့ကျွန်တော်တို့ဒီအဓိကစက္ကမနီယာဒီကောင်ကပါလဲဆိုတော့အဓိကကျွန်တော်တို့ဒီလေပေါ့နော်လေထွက်တဲ့ပေါက်လေထွက်တဲ့ပေါက်ဒီနောက်မှာအပေါက်လေးရှိတယ်ပေါ့နော်ဒီလေထွက်တဲ့ပေါက်ရှိတယ် အဲ့ဒါကကျွန်တော်တို့ဒီဘောနော်ဒီ CPU fan တွေပြီးတော့လေထွက်တဲ့ပေါ့ဘောနော်အဲ့တော့ကျွန်တော်တို့ laptop တွေမှာသုံးတဲ့ခါကျရင်နိုင်ရန်တွေမှာကပ်ပြီးမသုံးနဲ့ဘောနော်ဥပမာဒီလိုအဲ့ရပေါ်တွေမှာဆိုရင်ဒီလိုချပြီးတော့မသုံးတဲ့ဘာကြောင့်လဲဆိုတော့အောက်မှာကျွန်တော်တို့ဒီလေထွက်တဲ့ပေါက်ရှိနေပေါ့အပြင်ထွက်ဆရာမရှိဘဲနဲ့ကျွန်တော်အထက်ထက်ပြင်ပြင်ပြီးဝင်သွားတဲ့အခါမှာကျွန်တော်တို့ဒီရေရှည်မှာသုံးတဲ့အခါမှာ heat တက်ပြီးတော့မှဒီဆက်ကိုသွားပြီးတော့မှထိကင်နိုင်တယ်ပေါ့နော်အဲ့ဒါမျိုးပဲဆိုရင်ပေါ်မော်တင်တာဖြစ်ဖြစ်တစ်ခုမှတစ်ခုပေါ့နော်ဒီလိုမျိုးလေးဟပြီးတော့သုံးစီခြင်းပါလေဘာကြောင့်လဲဆိုတော့ဒီကအပူထွက်တဲ့ဟာပေါ့နော် နောက်ပိုင်းဟာတွေမှာတော့ကျွန်တော်တို့မပုတ် M1 လို့ပါဘူးဆိုရင်တော့ကျွန်တော်တို့ဒီ fan တွေဘာတွေတော့မပါဘူးပေါ့နော်။ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီမှာ type C နှစ်ပုတ်ပါတယ်ပေါ့နော်။ဒီကောင်အားသွင်းလာတော့ဘယ်ဘယ်မှာပဲသွင်းစင်သွင်းလို့ရတယ်။ type C နှစ်ပုတ်ရဲ့ကျွန်တော်တို့ဒီ earphone အပေါက်ရယ်ပေါ့ပေါ့နော်။သုံးပုတ်ပဲပါတယ်ပေါ့နော်။ဟုတ်ပြီအဲ့ဒါဒါတော့ body connection ပေါ့နော်။အဲ့တော့ကျွန်တော်တို့အထူးကရှာနိုင်ပါရှိမယ်။ဘောနော်အဲ့ဒီလက္ခဏာနေဆိုရင်တော့ရပြီအဲ့တော့အဲ့တော့အဓိကထားမှာမပုတ်ဒီမပုတ်အဲ့ဒီကိုကျွန်တော်သုံးပြီးရခါမှာအဓိကထားမှာက စတေကာတွေကိုဖြစ်နိုင်မှာကတ်ရတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့စတေကာတွေကပ်ပြီးသွားရေဆိုရင်ကျွန်တော်ပြန်ခွာတဲ့ခါမှာဒါကြီးလုံးဝဖြတ်ကတာခတ်တယ်ပေါ့နော်။ဒီကောင်းလေးဆိုရင်မကြီးအရှိတ်လိုမျိုးကျန်နေတယ်ဗျာ။အရှိတ်လိုမျိုးကျန်နေတာဒါစတေကာအရင်တော့ကတ်ခဲ့လို့ကျွန်တော်ပြန်ပြီးဖြတ်လို့မရဘူးဖြစ်နေရပါဘောနော်။ ဲ့တော့ရုပ်ပစ္စည်းမျိုးဖြစ်တယ်ပေါ့နော်ချို့ဆိုရင်စတေကာတွေနောက်မှကတ်ထားတာအများကြီးပဲပေါ့နော်ကတ်ထားပြီးပြန်လဲပြန်လဲခေါ်ခေါ်အရောင်တွေနဲ့မတူတော့ဘူးနဲ့အကွက်ကွက်တွေခြံခဲ့တယ်ပေါ့နော်အဲအကြောင်မလို့ကျွန်တော်တို့လှလှပပတုံးပြီးတော့ဒီတိုင်းပဲထားပေါ့နော်မလှမပတွေဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့စတေကာတွေကိုဖြစ်နိုင်ရင်မကတ်ကြံနဲ့ပေါ့နော်အဲ့ဒီအချက်ရဲ့ပြီးတော့ဟုတ်ပြီနော်ကျွန်တော် display ကိုကျွန်တော်ဖွင့်ပြမယ်အဲ့တော့ကျွန်တော်ပထမဆုံးကျွန်တော်ဒီ display ကိုကျွန်တော်စက်ကမယ် display ဆိုတာကပေါ့နော်ကျွန်တော်ဒီ base down နေမှာကျွန်တော်ဒီအစင်းရောင်နေမှာထင်နေလားမထင်နေလားဆိုတဲ့ဟာကြီးအဓိက စစ်ကမယ်ပြီးတော့လူစကွင်လင်းနေချိန်မှာကျွန်တော် sleep mode ကိုနှိမ့်လိုက်ပါတော့အရင်မဝင်နေဝင်ဦးဆိုတော့ဒီမျက်နှာပြင်နေမျက်နှာပြင်နေမှာကျွန်တော်ဒီ sorry ကျွန်တော်အရင်ပိတ်လိုက်မယ်ဒီမျက်နှာပြင်နေမှာအပေါင်းအဆင်းတွေပါရှိရလားပြောင်းနေလားအဲ့ဒါပေါ့နော်ကိုကလက်ခံနေလေဆိုရင်တော့ယူအရင်အဆင်းချောင်းကြီးအရင်များနေတာပါညာဆိုရင်တော့မယူသင့်ဘူးအကွက်ကွက်တွေပါထားနေလေဆိုလည်းမယူသင့်ဘူးပေါ့နော်အဲ့တော့ဒီ screen ကိုကျွန်တော်ကြီးကြီးကြီးလေးလေးမြင်ရလားအဲပေါ့နော်အဆင်းချောင်းတွေပါဘာမှမရှိဘူးဆိုရင်တော့ရပြီပြီးတော့ keyboard ကီးဘုတ်တွေဆိုလဲဗျာအရန်တုံးထားတဲ့အရန်တုံးထားတဲ့ laptop တွေဆိုရင်ဒီကီးတွေကနည်းနည်းပြက်နေတယ်ဒီခါကျရင်ဒီ F2 G တို့ဘာလို့တော့မမြင်ရတော့ဘူးเนาะအဲ့လိုမျိုး laptop တွေဆိုရင်တော့ရှောင်စီခြင်းတွေပေါ့ဗောနော်မဝင်နေပေါ့เนาะကီးဘုတ်တွေလည်းမြင်နေရတယ်တတ်တတ်ပြန်ပြန်လေးတွေကီးဘုတ်တွေကရှည်သေးတယ်ဆိုရင်เนาะကျွန်တော်တို့ဝယ်ပါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီအရန်သုံးထားတဲ့ဆက်တွေကြတော့ကီးဘုတ်တွေပါပြတ်သွားတာတော့အဲ့တော့ကီးဘုတ်တွေပါပြန်လဲရပြီဆိုရင်တိမ့်ချီတယ်ပေါ့နော်၃လေးတိမ့်တော့ရှိတယ်အားကြောင့်မလို့တခါတည်းစစ်ပေါ့နော်ဟုတ်ပြီအဲ့တော့ ဒီတက်ရွှတ်တွေပါဆိုလဲအကုန်တော့အထီးကန့်ရှာတာกินတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်လေအဲ့ဝင်းလို့ဖွင့်လိုက်ပြီเนาะဟုတ်ပြီအဲ့တော့ကျွန်တော် personal ဝင်လိုက်မယ်ဒါတော့ဝင်းလို့တက်လာပြီပေါ့เนาะဝင်းလို့တက်လာတဲ့အခါမှာကျွန်တော်တို့ဘာဆက်ကမဲ့ပထမဆုံးကျွန်တော်တို့အလင်းမောင်ချင်းရအောင်ပေါ့เนาะ F1 F2 ဆိုတာကျွန်တော်တို့အလင်းမောင်ချင်းရဟာပေါ့เนาะအဲ့တော့ဒီ set ဒီမှာ error ရှိရယ်ဆိုရင်ကျွန်တော်တို့ဆက်ကပြန်ပြီးတော့မှဒီ display ရအဓိကပဲပေါ့အသက်ပဲပေါ့เนาะ ဖလပ်ဖလပ်တွေပါဖြစ်ကြတယ်ပေါ့နော်ဖလပ်ဖလပ်မဖြစ်အောင်ကျွန်တော်တို့ F1 ကိုနှိပ်ပြီးတော့သူ့ရဲ့ brightness ကိုဟိုနောက်ဆုံးထိကျွန်တော်တို့ထားပြတယ်ဒါဆိုလုံးဝပိတ်သွားတာအဲ display ကတော့လာနေတယ်နော်ဟိုဘယ်လိုခေါ်မလဲကိုကအလင်းရှောက်လိုက်ပြီးတော့ပိတ်သွားတယ်ချိုးကြတော့အဲ့လိုမျိုးပိတ်လိုက်တဲ့အချိန်မှာအမှန်တော့ဆက်ကတော့လာနေတယ်ဟိုပျောက်သွားပြီးချင်းတာအဲ့တော့ပြတ်သွားတာမဟုတ်ဘူးကျွန်တော်တို့ဒီတိုင်းပေါ့နော်သူ့ရဲ့နောက်ဆုံးကျွန်တော်တို့ brightness ကအဲ့ဒီတိုင်းပဲအဲ့လောက်ထိထားကြည့်အဲ့ဒါရှိတယ်ဆိုရင်ကျွန်တော်တို့ဒီ ဆက်မှာပေါ့နော်ပြပြဖြစ်တာပဲအစင်းချောင်းတွေကဖြစ်တာဖြစ်တယ်အဲ့တော့ bracket net ကိုကျွန်တော်တို့ဂိတ်ဆုံးထားပြီးတော့လည်းဆက်ရောဒီအနေဆုံးထားပြီးတော့ဆက်နော်ဒါကတော့ပုံမှန်သုံးမယ်ဆိုရင်တော့ဒီအလယ်လောက်ထားပြီးသုံးတာကောင်းတယ်ဒါကတော့နော်အမြင့်ဆုံးပေါ့နော်အမြင့်ဆုံးမှာဆိုဒါအမြင့်ဆုံး bracket net နဲ့ကျွန်တော်လင်ထားတာပေါ့နော်အဲအမြင့်ဆုံး bracket net မှာကျွန်တော်တို့ဥပမာပေါ့နော်ဟိုဖွင့်ကြည့်ဒီဖွင့်ကြည့်အကုန်ရှောက်ဖွင့်ကြည့်ပေါ့နော်ရှောက်ဖွင့်ကြည့်လို့ပါတော့အားလုံးအဆင်ပြေတယ်ဆိုရင်ကျွန်တော်တို့ဒီဆက်ကိုကျွန်တော်တို့စစ်လို့ရပြီပေါ့နော်ဟုတ်ပြီအဲ့တော့ ဒါ bracket ထဲမှာလည်းကျွန်တော်တို့ထားပြီးတော့အဆင်ပြေတယ် display ရဲ့အဆင်ပြေတယ်ကျွန်တော်တို့ bracket ကို short ပြီးတော့သုံးတဲ့အခါမှာလည်းအဆင်ပြေတယ်ဆိုရင်တော့ဒါအဆင်ပြေသွားရင် display ပဲဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီ screen ပေါ့နော် screen ရဲ့အရင်အဖြူရောင်အရင်ဖောက်နေတဲ့အချိန်တွေမှာဆိုရင်ကျွန်တော်တို့ဒီ color တွေပါမှန်းလာပါ냐ဆိုရင်ဒီအဖြူရောင်ကံမှာပေါ့နောက်တစ်ခုမဟုတ်တစ်ခုဖွင့်ပြီးတော့ကြည့်ကြည့်အဲ့မှာဆိုရင်ကျွန်တော်တို့ wallpaper ဆိုလဲ wallpaper ပြောင်းကြည့်ပေါ့နော် ။ဘာကြောင့်လဲဆိုတော့ဒီ screen မှာဟိုမှာဗောနော်အရေးကြီးပါးထနေတာဘာကြီးဘာကြီးထနေလဲဆိုတော့သိကြအောင်ဗောနော်။အဲ့တော့ဒီကောင်ဆိုရင်အကြီးချက်လိုက်။အကြီးချက်လိုက်ပြီဆိုမှဒီအဖြူအောင် screen မှာဆိုလက်အဆင်ပြေတယ်ဗောနော်။ရွှေ့ကြီးဗောနော်။ အဆင်ပြေတယ်ဆိုရင်ဒါ display ဘိုင်းကတော့ဘာမှပြဿနာမရှိဘူး။ speaker ကတော့ကျွန်တော်တို့ဒီဘက်မှာဒီဘက်မှာတစ်လုံးပါညာဘက်မှာတစ်လုံးပါဖြစ်တဲ့အတွက် speaker left right ပေါ့နော်အဲ့အားလေးကိုဆန်းရမယ်။ဒါကတော့ကိုယ်ပုံ YouTube တွေပါဖွင့်ပြီးတော့ bass တန်နေပါ၊ bass တန်နေပါကောင်းလားမကောင်းလားဆန်းပါတော့နော်။အဲ့တော့ left right ဆန်းနေတယ်ဆိုရင်ကျွန်တော်တို့ဒီ setting တွေက sound လေးဝင်ပြီးတော့မှအဲ့နော် မအဲ left ရှိတယ် right ရှိတယ်ဗောနော်အဲ့ကောင်ပြောင်းပြီးတော့ကျွန်တော်တို့သချင်းကိုဖွင့်ရမှာဗောနော်ဘယ်လိုမျိုးလဲဆိုတော့ဥပမာဗောနော်သချင်းဘုတ်ဖွင့်ထားတယ်ကျွန်တော်တို့အဲ left ဆိုတဲ့ဟာကိုနှိမ့်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီဘက်ချမ်းအတန်အပဲထွက်မှာဗောနော်အဲ့မှာအတန်ဒီဘက်အနီလာပါတယ်ညာညာကြည့်အစမအဦးအားလုံးအဆင်ပြေဆိုရင် right ကိုပြင်ပြောင်းဒီဘက်အတန်ဒီဘက်အနီလာပါညာကြည့်မမအဦးဆိုရင်ပြီးရင်အလဲမှာပြန်ထားဒီကောင်လေးကိုနော်အလဲမှာပြန်ထားပြီးတော့နောက်ဖက်လုံးအတန်ကိုနားထောင်အားလုံးအဆင်ပြေဆိုရင်ဒါ speaker ဘက်ညာ BY ဗောနော်တခု အဲ့တော့နောက်တစ်ခုကြည့်ရမှာကျွန်တော်တို့ဒီ model ပေါ့နော်ကျွန်တော်တို့ဒီအပေါက်ပေါ့နော် setting ကတော့ဒီတိုင်းပါပဲကျွန်တော်မနော်ဒီလိုဟာမျိုးရှိတယ် setting တွေကိုကျွန်တော်ဝင်မယ်ဝင် white ဆိုရင်တော့ကျွန်တော်တို့မနော် general တွေကိုဝင် general ဝင်ကွာကျအပေါက်ဆိုရှိတယ်အပေါက်ဆိုတဲ့ဟာတွေကိုကျွန်တော်တို့ဝင်လိုက်မယ်ဝင်လိုက်ပြီဆိုရင်ဒီ map ပေါ်ရဲ့အချက်လက်တွေကိုကြာပြီပေါ့နော်အဲ့တော့ဒီမှာဒီကကတော့ကျွန်တော်ရဲ့ဆက်နံပဲဒါကတော့ဒူရီ professor i5 in day ပေါ့နော်ဒါတော့သူရဲ့ run 8k ပေါ့နော်အဲဟုတ်ပြီ 16k ဆိုရင် 16k ပေါ့မယ် 32k ဆိုရင် 32k ပေါ့မယ်เนาะလက်ရှိကတော့ဒီ MacBook Pro ပေါ့နော်2019ကတော့ကျွန်တော်တို့ဒီဂိတ်ဆုံး73.05ပေါ့နော်ဒီ Mac OS ပဲရတယ်အခုလက်ရှိအခြေအနေမှာတော့ Mac OS 15ပေါ့နော်15ထွက်နေဒီကောင်တော့တင်လို့မရဘူးဒါပေမဲ့တခြားနီးလန်းနေတင်လို့ရရပါတော့ဒါသူ့ဆက်နဲ့သူ့ဟာနေရကွက်တီဘောဆိုတော့အဆင်ပြေတယ်ဒါပေမဲ့ပြီးတော့ကျွန်တော်ကလက်ရှိသုံးတာလည်းအကြီးကြီးမားမားသုံးတာမဟုတ်ဘူး ကျွန်တော်တို့ဒီမှာတော့ဒီလုပ်ငန်းသုံးဖြစ်တဲ့သုံးဖြစ်တဲ့ကျွန်တော်တို့ဒီ web a z power by မှာညာတော့ပဲသုံးတာဖြစ်တဲ့အတွက်အားလုံးအဆင်ပြေတယ်အဲ့ဒီတော့ကျွန်တော်တို့ကတော့ဒီ2019ဘောတွေအဆင်ပြေတဲ့အတွက်ကျွန်တော်ကစကန်းကိုကျွန်တော်ဝယ်လိုက်ရတဲ့အကြောင်းရင်းဖြစ်တာပေါ့နော်ဟုတ်ပြီအဲ့တော့နောက်တစ်ခုကကျွန်တော်တို့ကင်မရာကင်မရာဆိုရင်တော့ကျွန်တော်တို့ကင်မရာကောင်းမကောင်းမနော် zoom meeting တွေမှာကိုယ်ထိုင်မှာမညာအဲ့ဒါစက်ကံအောက်မှာကျွန်တော်တို့ဒီမှာ face time ဆိုတာရှိတယ်အဲ့ဒါလေးကိုနှိမ့်လိုက်ပြီဆိုရင်ကျွန်တော်ရဲ့ quality ပေါ်လာပြီပေါ့နော်အဲ့တော့ face ID by အားလုံးကောင်းတယ်အဆင်ပြေတယ်ဆိုရင်တော့ ာကင်မရာဘိုင်းလည်းပြီးသွားပြီ display ဘိုင်းလည်းပြီးသွားပြီအဲဒါအစံဘိုင်းကြီးစစ်တာလည်းပြီးသွားပြီဗောနော်အဓိကတော့ iCloud ကတော့သိရတဲ့အတိုင်းကျွန်တော်ဒီမှာ iCloud ဆိုတာရှိရဗောနော် iCloud မပါဘူးဆိုတော့ဒါ iCloud မရှိဘူးကိုကအဆင်ပြေတယ်ဒါကမဖြစ်မနေစက်ကံတယ်ပြီးတော့ကျွန်တော်တို့ဒီ Gmail တို့ဘာလို့ဗောနော်ဒီ Google တို့ဘာမှသွားပြီးတော့မှကြည့်နေတယ်ဆိုရင်တော့ဒီ serial number တွေရှိတယ်ဗောနော်ဟိုမှာကျွန်တော်ပြတ်ထားတဲ့ serial number အ serial number ကို copy ကူးပြီးတော့မှကျွန်တော်တို့အဲ MacBook serial number check ဆိုပြီးတော့ရိုက်ထည့်လိုက် က်ချက်ပြီးတော့ကျွန်တော်တို့ဒီ Google တို့ online တို့မှာသွားပြီးတော့မှသွားရှာပြီးတော့မှ iCloud off နေလား on နေလားဆိုတာကိုကြည့်လို့ရတယ်เนาะအဲတစ်ချက် story ကတော့အောက်မှာ border 1 to 1ဆိုတာ1 to 8ကပ်ပေါ့နော်1 to 8ကပ်ပါတယ်အဲ့တော့ဟုတ်ပြီ system report ဆိုတာဗာလဲဆိုတော့ကျွန်တော်နှိပ်ကြည့်လိုက် system report ဆိုတာကကျွန်တော်တို့ဒီ set ရဲ့ digit အချက်အလက်တွေပေါ့နော်ဒါသူရဲ့အမျိုးအစားတွေပိုင်းရရှိလို့ရပြီးတော့ကျွန်တော်တို့ဒီ power ကတော့မဖြစ်မနေကြည့်တာ power ဆိုတဲ့ဟာလည်းကျွန်တော်ဝင်လိုက်မယ်အဲ့တော့ စိုက်စီရအကောက်ဆိုတာဘက်ထရီရဲ့ဟက်ပေါ့နော်ဘက်ထရီရဲ့အသက်ပေါ့ပြောမှဆိုလို့ပေါ့နော်ဒီဟာကိုကျွန်တော်တို့အာမသွင်းမဲ့နဲ့ကျွန်တော်တို့သုံးတဲ့အခါမှာဘယ်နိုင်သုံးရလဲပညာလာရှိနေတယ်ဆိုတော့ဒီမှာရှိသူ့ရဲ့ Apple product ဒီမှာတော့တထောင်ပေါ့နော်တထောင်စိုက်စီရဖြစ်သွားပြီဆိုရင်တော့မကောင်းတော့ဘူးဒီဘက်ထရီကလဲတင်နေတယ်ပေါ့နော်အခုဒီကောင်900နဲ့14ဆိုတော့အဆင်ပြေရဲ့ဒါပေမဲ့သူကတော့ separate recommend ပေးထားတယ်ဘက်ထရီလဲခိုင်းနေပေါ့နော်ဒါပေမဲ့မလဲလဲပြင်သာမရှိဘူးသူ့ရဲ့တထောင်နီးပါးအထိကိုကျွန်တော်တို့သုံးလို့ရတယ်ပေါ့နော်မလဲပဲနဲ့အဲ့တော့ ကျွန်တော်ဘက်ထရီအချိန်နေနဲ့ဆိုရင်ကျွန်တော်တို့ဒီကောင်ကလည်းဥပမာရုပ်ရှင်ကြီးပါကြီးညာကြီးဆိုရင်၄နိုင်၅နိုင်လောက်ရသေးတယ်ဆိုတော့ကိုယ်တကအဆင်ပြေတယ်အဲ့တော့မလဲသေးဘူးပေါ့နော်အဆင်ပြေတယ်အဲ MacBook တွေရဲ့တခုကောင်းတာအဲ့ဒါကောင်းတယ်ပေါ့နော်ဒီဘက်ထရီနဲ့ပတ်သက်တဲ့ဟာတွေပါအားလုံးအဆင်ပြေတယ်ဟုတ်ပြီအဲ့တော့အနည်းဆုံးအနေနဲ့ပြောရမယ်ဆိုရင်ကျွန်တော်တို့ 2025မှာ MacBook Pro 2019ဝယ်သင့်သေးလားဆိုရင်ကျွန်တော်တို့ဝယ်သင့်သေးတယ်ပေါ့နော်ဝယ်သင့်သေးတယ်ဆိုတာဟုတ်ပြီအဲ့တော့ဒီအဓိကဘယ်လိုလိုမျိုးတွေအတွက်ကျွန်တော်တို့သုံးဖို့အဆင်ပြေမလဲဆိုရင်ကျွန်တော်တို့ဥမာပေါ့နော် user နဲ့ကျွန်တော်တို့ normal user အနေနဲ့ဆိုအဆင်ပြေတယ်ရုပ်ရှင်ကြည့်မယ်ဘာညာဆိုရင်တော့မှအားလုံးအဆင်ပြေတယ်ပေါ့နော်ရုပ်ရှင်ကြည့်ခြင်းနဲ့ internet ကောင်းကောင်းသုံးခြင်းနဲ့ပြီးတော့ကျွန်တော်တို့ဒီ option နဲ့ပတ်သက်တဲ့ကျွန်တော်တို့ web access power point တွေပေါ့နော် access တွေ power point တွေကျွန်တော်သုံးခြင်းနဲ့ဆိုတော့ပို့ပြီးတော့အဆင်ပြေတယ် အဲအကြောင်းမလို့ကျွန်တော်2025မှာတော့သုံးမယ်ဆိုရင်ပေါ့နော် your office step ပေါ့နော်ဒီ office သုံးတဲ့ဟာတွေလုပ်ငန်းသုံးတဲ့ဟာတွေဒီ software လေးပေါ့ပေါ့ပေါ့သုံးမယ်လူတွေဆိုရင်တော်တော်လေးကိုမှတော်တော်လေးအဆင်ပြေသေးတယ်အဲ့တော့စာကြီးရဲ့အကောင့်နေနဲ့ဆိုရင်တော့အများဆုံးကျွန်တော်တို့ဒီ900လောက်ထိဆိုရင်တော့ကျွန်တော်လက်ခံပြီးဝယ်လို့ရတယ်ပေါ့နော်800ကျော်တော့ပါလို့စာကြီးရာတွေများနေရဆိုရင်တော့ကျွန်တော်တို့မဝယ်သင့်ဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ battery ကျွန်တော်တို့ဒီသုံးရတာပို့ပြီးတော့နိုင်နေသွားတာပေါ့နော် ဲ့တော့ကျွန်တော်တို့ဒီအနည်းချုပ်အနေနဲ့ကတော့ကျွန်တော်တို့ဒီ MacBook ကိုသုံးမယ်ဆိုရင်ပေါ့နော်2019 Pro 2025မှာသုံးမယ်ဆိုရင်တော်တော်လေးကိုမတော်တော်လေးအဆင်ပြေတယ်အဆောင်ဝင်ရှောင်းဝင်အနေနဲ့ဆိုရင်ကျွန်တော်တို့ဒီအောက်မှာကျွန်တော်ခုနပြောရတဲ့အတိုင်းဒီလိုကတ်ပြီးတော့မသုံးတာကောင်းတယ်ပေါ့နော်ရေရှည်မှာဒီဆက်ကိုထိခိုက်နေတယ်ဟုတ်မလားသုံးမယ်ဆိုရင်နည်းနည်းလေးဟထားပေါ့နော်အောက်မှာနေတစ်ခုခတ်အာခင်ခင်တာတင်နေတာဘာကြောင့်လဲဆိုတော့ဒီလေပောက်ကအနောက်မှာရှိတာဖြစ်တဲ့အတွက်လေပောက်ပိတ်နေတဲ့ခါကျရင်ဆက်က ခိတက်တက်တယ်ပေါ့နော်အဲ့တော့အဲ့အဒီတော့သတိထားရမယ်အဲ့တော့ကျွန်တော်လက်ရှိဒီ2025မှာ2000နော်စကွန် Pro ဘတ်ပုတ်ကိုတုံးနေရတော်တော်လေးကိုမတော်တော်လေးအဆင်ပြေရုပ်ရှင်ကြည့်ရယ်စာရီစာရီတွေပါလှုပ်နေပိုင်းရအားလုံးအဆင်ပြေတယ်ပြီးတော့သူကမဘို့အဲ2019 2018 2020ပေါ့နော် M1 လို့ပါဘူးねရှင်နေဆိုရင်တော့မှ ရုပ်ရှင်ကြည့်တာတို့အမှောက်ပို့ဆိုရှယ်မီဒီယာသုံးလာတော့ဆိုရင်တော့မတကောင်ကတော်တော်လေးကိုကောင်းစီတယ်မက်ဘုတ်ပရိုတွေအားစားချက်ကတော့ display ကောင်းတယ်ပေါ့နော်အဲ line ပေါ်မှာကျွန်တော်ကြီး check လုပ်ပြီးတော့ပေါ့နော်ဒီ AI ကိုမေးကြည့်တဲ့အခါတော့မှ MacBook Pro နဲ့ကျွန်တော်ကြီး2020ပေါ့နော် M1 ချိမပါတဲ့အဲ display ရေဘယ်ဟာကောင်းလဲဆိုရင်မေးကြည့်တာအောင်မှာဒီ MacBook Pro တွေရဲ့ display ကရုပ်ရှင်ကြည့်ရတာကြီးပို့ပြီးတော့ကောင်းစီတယ်ပေါ့နော်အဲ့တော့ သူက 4K ဗီဒီယိုတွေပါကြည့်နေတယ်ဘာညာဆိုရင်တော့မှဒီ MacBook Pro 2019 model ကိုတော့မှသူကညှုံပေးထားတယ်ပေါ့နော် model မြင့်နဲ့ M1 Air ကိုတော့မှသူကမညှုံပေးထားဘူးဘာကြောင့်လဲဆိုတော့ display ရတယ်တော်တော်လေးကိုမှဆူဆူလင်းလင်းကြီးကြီးလင်းလင်းမြင်ရတယ်ပေါ့နော်အဲ့တော့သူ့ရဲ့ display ရတယ်ဒီ Air မှာသုံးပေးထားတဲ့ဟာနဲ့ Pro မှာသုံးပေးထားတဲ့ဟာနဲ့မတူဘူးပေါ့နော် တချို့နေရာတွေမှာတော့အကွာကောင်းကွာတာနေဆိုပြီးတော့ display နေရာမှာတော့ priority ကပိုပြီးတော့ကောင်းတယ်ပေါ့နော်အဲ့တော့2025မှာအဓိကကျွန်တော်ဒီ office သုံးတဲ့လူတွေပေါပေါပေါသုံးနေတဲ့လူတွေဒီ online ကိုလေ့လာနေတဲ့လူတွေအတွက်ကတော့ကျွန်တော်ဒီ MacBook 2000ပေါ်တော့စက်ခွန် model ကိုဝယ်ရှင်နေဆိုရင်အားလုံးအဆင်ပြေသေးပြီပေါ့နော်ဒါအခြေခံစစ်ကမဲ့ပိုင်းတော့ဒီလောက်ပါပဲအဲ့တော့ MacBook Pro 2019 2025မှာသုံးမယ်ဆိုရင်အာအဆင်ပြေသေးပြီပေါ့နော်အဲ့တော့အားလုံးအဆင်ပြေကြပါစေ